နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့ကိုမေလ20ရက်နေ့မနက်ပိုင်းမှာနေပြီးတော့ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမမှာကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွေတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရေဝင်းဦးကောင်စီအဖွဲ့ဝင်များပြည်ထောင်စုအစင်ပုဂ္ဂိုလ်များ ပြည်ထောင်စုဝန်ကြီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးနယ်ပြည်နယ်ဝန်ကြီးချုပ်များဒုတိယဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်အစီအစဉ်ရပြည်ထောင်စုဝန်ကြီးများကသက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်လုပ်ငန်းအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနဲ့ရည်မှန်ချက်တာဝန်များကိုအောင်မြင်အောင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများလုပ်ငန်းလေပတ်လျက်ရှိမှုအခြေအနေများအထွေထွေတင်ပြချက်များနဲ့ဆက်လင်း၍ဆွေးနွေးတင်ပြခဲ့ကြပါသည်။ င်ပြချက်များနဲ့ပတ်သက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကဖြည့်ဆွက်ပြောကြားရမှာလျှက်စစ်နဲ့ပတ်သက်၍မိမိတို့နိုင်ငံမှာလိုအပ်ချက်ပြည့်မီမှုမရှိသေးကြောင်းရှိရင်းဆွဲလျှက်စစ်တန်းအပေးစီမံကိန်းများကိုအကြောင်းအမျိုးမျိုးကြောင့်ဆက်လက်အကောင့်ထဲပေါ်ဆောင်နိုင်မှုမရှိခဲ့ခြင်းကြောင့်လျှက်စစ်တန်းအားဖုလုံးမှုမရှိခြင်းဖြစ်ကြောင်းထင်ရှားသည့်ဥပမာတစ်ခုကိုပြမည်ဆိုပါကမြစ်ဆုံရေးအားလျှက်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိပါကမဂါဝက်6000ရရှိမှာဖြစ်ပါကြောင်းရှိပြီးဖြစ်တဲ့လျှက်စစ် စ်တံအားပေးဆက်ယုံများနဲ့မြစ်ဆုံရီအားလျက်စစ်စီမံကိန်းတို့ပေါင်းဆက်လိုက်ပြီဆိုပါကလျက်စစ်တံအားလိုအပ်ချက်ပြည့်မီယုံသာမကကျော်လွန်သည့်အနေအထားတို့ပင် ရောက်ရှိနိုင်မှာဖြစ်ပါကြောင်းမိမိတို့ကဲ့သို့ဖွံ့ဖြိုးရေးနိုင်ငံများအတွက် ပြန်ပြည့်ဖြိုးပြင်းလျက်စစ်တံအားကိုထောက်ယူသွန်ဆွဲခြင်းဟာအကောင်းဆုံးဖြစ်ကြောင်းဒါကြောင့်ပြည်ဖြိုးမြဲစွမ်းအင်နဲ့ပတ်သက်၍မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်ဟုသည်မူဝါဒကိုချမှတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း အလားတူ73စီနှင့်ပတ်သက်၍လည်းနှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံခန့်တန်ဖိုးရှိ73စီများကိုတင်သွင်းနေရကြောင်းလောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရတဲ့အတွက်လျှက်စစ်တပ်အာ လျှက်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကတင်သွင်းမှုများကို ခွင့်ပြုပေးထားတော်လဲနိုင်ငံသားငွေလိုအပ်ချက်များရှိနေတဲ့အတွက်ကန့်သက်ချက်များရှိနေကြောင်းရခင်လေးအစီအဝေးမှာရှင်းပြခဲ့ပြီးဖြစ်တဲ့စိုက်ပျိုးသီးနှံများဘန်းနိုင်ရီမှန်ချက်ပြည့်မီအောင်တိထက်စွမ်းအားများယာနှုံးပြည့်ပြည့်မီအောင်ဆောင်ရွက်နိုင်ပြီဆိုပါကနိုင်ငံဝင်ဝင်ပို့မှုရရှိလာမှာဖြစ်ပါကြောင်းအများပြည်သူတည်ယူပို့ဆောင်ရေး public transportation များကို ပို့မှုအားပေးဆောင်ရွက်ပြီးအသုံးပြုမှုများပြန်လာမည်ဆိုပါကမကြာမီက လအတွင်းဘက်ထရီစနစ်သုံးမီယထားဆက်ကောင်းများလည်းရောက်ရှိလာတော့မှာဖြစ်ပြီးစတင်အသုံးပြုနိုင်တော့မှာဖြစ်ပါကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့ပတ်သက်၍တပ်ဖွဲ့ဝင်များအရေးအသွေးပြည့်မီစေရေးအတွက် လေးချင်းဆောင်ရွက်ပေးသွားရန်လိုအပ်ပါကြောင်းလိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကိုလည်းဖော်ထုတ်သွားရန်လိုအပ်ပါကြောင်း နေဆက်ရေးရာဝန်ကြီးဌာနအနေနဲ့နေဆက်ဒေတာရှိတိုင်းရင်းသားများရဲ့လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်ဖြစ်ပြီးတိုင်းရင်းသားဒေတာများအနေနဲ့ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်စေရေးပညာရေးကိုအားပေးမြင့်တင်ရမှာဖြစ်တာကြောင့်နိုင်ငံတော်အနေနဲ့ခေတ်အဆက်ဆက်အားပေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့်ဒီဂရီကောလိပ်များကိုလည်းတည်ကြားအနေဖြင့်ဖွင့်လှစ်ပေးထားပြီးပွဲရရှိသူများအနေနဲ့မိမိတို့ဒေသရဲ့ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးမွေးမြူရေးနဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့မှာပြန်လည်ထမ်းဆောင်နိုင်ရန် ဖြစ်ပါကြောင်းအာကစားနဲ့လူငယ်ရေးရာကဏ္ဍနဲ့ပတ်သက်၍ အာကစားသည့်နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့်စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေပြီးအာကစားမြင့်တင်ခြင်းသည်နိုင်ငံတော်၏အကုန်ကိုမြင့်တင်ခြင်းပင်ဖြစ်ပါကြောင်းဒိုင်းဒေသကြီးနှင့်ပြည်နယ်များအလုံးမှာမီတာ400ပြည်လမ်းနှင့်အထူးတန်းပွဲကြီးစဉ်ပါရှိတဲ့အာကစားဝင်ရှိရမှာဖြစ်ပါကြောင်းအင်ဒိုဂိမ်းအားကစားများဆောင်ရွက်နိုင်တဲ့မိုးလုံးလင်းတို့အားကစားရုံနဲ့ရေကူးကန်များလည်းရှိရမှာဖြစ်ပါကြောင်း အာကစားသမားများရွေးချယ်ရမှာလေအခြေခံပညာကျောင်းများကလေးကပင်စနစ်တကျစီစစ်မွေးထုတ်သွားရန်လိုအပ်ပါကြောင်းလူငယ်များဟာနိုင်ငံတော်ရဲ့အနာဂတ်ကိုဖန်တီးချရမှာဖြစ်တာကြောင့်စိတ်သက်စီကံကောင်းပြီးစာပေပညာအတတ်ပညာပြည့်စုံတဲ့လူငယ်တွေကိုမွေးထုတ်ပေးခြင်းသည်တိုင်းပြည်၏အနာဂတ်ကိုတည်ဆောက်နေခြင်းဖြစ်ပါကြောင်း မလ28ရက်နေ့ဖြစ်ပေါ်ခဲ့တဲ့မန္တလေးငရင်ကြီးကျောင်းထိခိုက်ပျက်စီးမှုများနဲ့ပတ်သက်၍လင်မိမိတို့အနေနဲ့သင်ခန်းစာရရှိခဲ့ပြီးဖြစ်ကြောင်းထိခိုက်ပျက်စီးခြင်းရမှုများနဲ့ပတ်သက်၍ဆုံးရှုံးမှုပမာဏအလိုက်တွက်ချက်ကထောက်ပံ့မှုများပြုလုပ်သွားမှာဖြစ်ပါကြောင်းအဆောက်အုံလန်တရားများတိစောက်မှုနှင့်ပတ်သက်၍လည်းအင်ဂျင်နီယာရှူတောင်းမှရှူမြင့်က BNDA ကင်းရှင်းစေရေးရေရှည်တည်တံ့ခိုင်မြဲစေရေးစနစ်တကျပြည့်တိစောက်သွားရန်လိုအပ်ပါကြောင်း လမ်းဘေးဝဲရာမှာစိတ်လန်းဆိုပြေမှုရှိစေရေးနဲ့တဘာဝပတ်ဝန်းကျင်ကိုအထောက်အကူဖြစ်စေရေးအတွက်တစ်ပင်စိုက်ပျိုးခြင်းများကိုတတ်မှတ်အကွာအဝေးများလိုက်အပင်အတန်အခြားလိုက်စိုက်ပျိုးသွားရန်လိုအပ်မှာဖြစ်ပါကြောင်းဖြည့်ဆွတ်ဆွေးနွေးပြောကြားခဲ့ပါသည်။ အဒီနောက်လမ်းမကြီးများကိုစံချိန်စံညွှန်းများနဲ့အညီဖောက်လို့ရင်စနစ်တကျတွက်ချက်ခါအရေးရပင်များစိုက်ပျိုးရေးအတွက်စံပြုပုံစံဗီဒီယိုကလစ်ကိုပြသခဲ့ပါသည်။ အဒီနောက်တယောက်လာကြသူများကအထွေထွေဆွေးနွေးတင်ပြရမှာကောင်စီတွဲဘက်အတွင်းရေးမှုကနိုင်ငံတော်အနေနဲ့ပညာရေးမြင့်တင်မှုလုပ်ငန်းများဆောင်ရွက်နေချိန်မှာအကြမ်းဖက်အဖြတ်သမားများအနေနဲ့အဖြတ်အမှောက်လုပ်ရက်များလှုပ်ဆောင်နေရရှိတာကြောင့်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြန်လည်ပြေဆိုရမယ့်ចောင်းသားចောင်းသူများနဲ့ចောင်းအပ်နှံရေးရသက်တဘက်အတွင်လာရောက်အပ်နှံကြမယ့်ចောင်းသားចောင်းသူများမိဘပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက်အထူးအလေးထားဆောင်ရွက်သွားကြရန်လိုအပ်မှု ဘာသာသာသနာညှိုးနှွမ်းစီမီအပြုအမူများနဲ့မျိုးချစ်စိတ်တဲ့ရှင်သန်ထက်မြက်ရေးဆိုင်ရာများအပေါ်ထိခိုက်ပျက်စီးစေမီအပြုအမူများအပေါ်နိုင်ငံတော်အနေနဲ့အေးအေးယူဆောင်ရွက်လျက်ရှိမှု ယခုနှစ်ဆန်းပိုင်းကာလအတွင်းမူးယစ်ဆေးဝါးနဲ့လက်နက်ခဲယမ်းများဖမ်းဆီးရမိမှုများရှိခဲ့ပြီးစစ်ဆေးရေးဂိတ်များအနေနဲ့စစ်ဆေးမှုများကိုစနစ်တကျဆက်လက်ဆောင်ရွက်သွားရန်နဲ့ရင်ကြောပိတ်ဆို့မှုနဲ့ကုန်စည်စည်းစိမ်မှုများကိုလည်းထိခိုက်မှုမရှိအောင်ဆောင်ရွက်သွားရန်လိုအပ်မှုနဲ့လုံခြုံရေးတည်ငြိမ်အေးချမ်းရေးဆိုင်ရာများနဲ့ပတ်သက်၍တင်ပြဆွေးနွေးရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကလိုအပ်တာများဖြည့်ဆွက်ဆွေးနွေးမှာကြားခဲ့ပါသည်။ အရင်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကဆွေးနွေးပြောကြားရမှာပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတရက်ကိုယခုနှစ်လကုန်ပိုင်းမှာကျွမ်းပပြုလုပ်သွားမှာဖြစ်တာကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များအနေနဲ့ရွေးကောက်ပွဲအောင်မြင်မှုရှိစေရန်လိုအပ်တာများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်းရွေးကောက်ပွဲကျင်းပပြီးစီချိန်မှာအနာရရှိသည့်ပါတီအားအာဏာလွှဲပြောင်းပေးအပ်ချိန်မှာစနစ်တကျဖြင့်လွှဲပြောင်းပေးအပ်နိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်းအကြောင်းအမျိုးမျိုးကြောင့်ခိတ္တနေရဲ့စွန့်ခွာနေရသူများအနေဖြင့်လည်းတင်းငိမ်အေဂျင့်နဲ့အချိန်မှာမိမိတို့နေရဲ့သို့ပြန်လည်နေထိုင်နိုင်ရင်တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်းလုံခြုံရေးနဲ့ပတ်သက်၍မိမိတို့နိုင်ငံရဲ့အရှိဘတ်နေဆက်ဒေတာမှဖြစ်ပေါ်ခဲ့တဲ့တရားမဝင်လောင်းကစားမှုများအွန်လိုင်းငွေကြေးလိမ်လည်မှုများတရားမဝင်လူကုန်ကူးမှုများနဲ့အကြမ်းဖက်မှုများကိုလည်းမိမိတို့အနေနဲ့အိမ်နီးချင်းနိုင်ငံများနဲ့ပူးပေါင်းကဖြေရှင်းဆောင်ရွက်ခဲ့ပါကြောင်းနေမြေဒေတာအလိုက်အဆိုပါတရားမဝင် လုပ်ငန်းများလှုပ်ဆောင်မှုမရှိစေရင်တရင်ရရှိပါကအချိန်နဲ့တပြေးညီအေးအေးယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း စီဝါရေးဆိုင်ရာများနဲ့ပတ်သက်၍နိုင်ငံစီဝါဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့်နေဆက်ဒေတာများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရအတွက်လည်းဒေတာအလိုက် PPCC ကြက်မှတ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းအဲဒီလိုတရားမဝင်ကုန်သွယ်မှုများအားသတင်းပေးတိုင်ကြားမှုများကြောင့်ယနေ့အထိအမှုတွဲပေါင်း၄000ကျော်ဖမ်းဆီးရမိခဲ့ပြီးသတင်းပေးတိုင်စားတဲ့တာဝန်သည့်ပြည်သူများကိုလည်းထိုက်တန်သည့်ချီးမြှင့်မှုများဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူဖြစ်စေရင်ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများဈေးကွက်ရှင်ပြိုင်နိုင်စွမ်းရှိစေရင်စိုက်ပျိုးရေးစွမ်းအားကုန်ထုတ်စွမ်းအားနဲ့ကုန်သွယ်မှုကုတန်းရောင်းဝယ်မှုများတိုးတက်ကောင်းမွန်စေရင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများအားသက်ဆိုင်ရာအစိုးရများနဲ့ပုဂ္ဂလိကအဖွဲ့အစည်းများအနေနဲ့အမျိုးသားရေးတာဝန်အဖြစ်ခံယူကဟန်ချက်ညီညီဖြင့်ဆက်လက်ပြီးအကောင့်ထည့်ပေါ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း တိုင်းဒေသကြီးနယ်ပြည်နယ်များအလိုက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိပါကြောင်းမန္တလေးငရင်ကြီးကျောင်းထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ MSME လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးမိမိတို့အနေဖြင့်လိုအပ်တာများကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်းမကြာမီကာလအတွင်းចောင်းခွင့်ရသည်ကိုရောက်ရှိတော်မှာဖြစ်ပြီးဒေတာအလိုက်ရှိចောင်းသားចောင်းသူများအားလုံးចောင်းတက်ရောက်၍ပညာသင်စားနိုင်ရေးတင်တန်းစဉ်ကူပြောင်းမှုများရောနှဲမှုမရှိစေရစနစ်တကျစက်မှတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မကြမီမိုးရာသီတို့ရောက်ရှိတော်မှာဖြစ်ပြီးရေကြီးရေလျှံမှုအပအဝင်တဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်မှုများအ ਨੇ ဆုံးဖြစ်စေရေးကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန်လိုအပ်ကြောင်းအလားတူမိုးရာသီတစ်ပင်စိုက်ပျိုးမှုများကိုလည်းတပင်စိုက်တပင်ရှင်စနစ်ဖြင့်ရှင်သန်ဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပါသည် အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကညီကုန်းချုပ်အမှားစကားပြောကြားရမှာရွေးကောက်ပွဲပြီးဆုံးချိန်မှာအနိုင်ရသည့်ပါတီအားမိမိတို့အနေဖြင့်နိုင်ငံတော်ရဲ့တာဝန်တွေကိုပြန်လည်အနှင်းပေးသွားမှာဖြစ်ပါကြောင်းမိမိတို့အစိုးရတာဝန်ထမ်းဆောင်ခဲ့သည့်အချိန်မှစ၍တာဝန်များပြန်လည်လွှဲပြောင်းပေးသည့်အထိဆောင်ရွက်ခဲ့မှုမှတ်တမ်းများကိုစနစ်တကျဖြင့်ပြုစုထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း မိမိတို့နိုင်ငံအနေနဲ့သမိုင်းမှတ်တမ်းများနဲ့ပတ်သက်ပါကပြုစုခြင်းထိမ့်သိမ်းခြင်းတို့မှာအားနည်းမှုများရှိခဲ့သည်ကိုသမိုင်းကြောင်းအချက်အလက်များအရာတွေ့ရှိရကြောင်းဒါကြောင့်မိမိတို့အစိုးရအဖွဲ့အနေဖြင့်လုံဆောင်ခဲ့သည်များဆောင်ရွက်ခဲ့သည်များပြောဆိုခဲ့သည်များကိုစနစ်တကျဖြင့်မှတ်တမ်းပြုစုဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းဆောင်ရွက်ရန်ကြံရှိတဲ့လုပ်ငန်းများကိုစနစ်တကျမှတ်တမ်းပြုစုထားခြင်းဖြင့်လုံဆောင်ရန်ကြံရှိသည်များကိုပြီးပြတ်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း Chef Richard Counter Chef ဖြင့်ဆောင်ရွက်ပါက ကောင်းမွန်သည့်အရေးတစ်ခုကိုလည်းရရှိစေနိုင်မှာဖြစ်ပါကြောင်းစိုက်ပျိုးရေးလုပ်ငန်းများမှာပန်းနိုင်ရီမန်ချက်များပြည့်မီရအတွက်လိုအပ်တဲ့သွေးအားစုများကိုမှန်မှန်ကန်ကန်ဖြည့်သွင်းပေးနိုင်ရန်လိုအပ်မှာဖြစ်ပြီးစိုက်ပျိုးရေးကိုအခြေခံသည့် Agro Base Industry ရဲ့ကိုသွားနိုင်ရေးဆောင်ရွက်ရမှာဖြစ်ပြီးဥပမာအပြင်ဝါစိုက်ပျိုးမှုကိုအောင်မြင်အောင်ဆောင်ရွက်ပြီးဝါကိုအခြေခံတဲ့စက်မှုလုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း ဝါမှချီတဲ့၎င်းမှာပိတ်ဆအထည်အလေးလုပ်ငန်းစဉ်တစ်ခုလုံးဆောင်ရွက်၍ရကြအလားတူဝါကိုအခြေခံတဲ့စက်မှုလုပ်ငန်းများကိုလည်းဆောင်ရွက်၍ရနိုင်ကြ နေပြည်တော်အပအဝင်တိုင်းဒေသကြီးနေပြည်နယ်များအလိုက်ရှိမြို့ကြီးများကို Green City, Clean City, Smart City ဖြစ်စဉ်ရဲ့အတွက်လဲဂျိုးပန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းတိုင်းဒေသကြီးနေပြည်နယ်ဝန်ကြီးချုပ်များပြည်ထောင်စုဝန်ကြီးများအနေဖြင့်မိမိတို့တာဝန်ယူထားတဲ့ဝန်ကြီးဌာနအလိုက်တိုင်းဒေသကြီးနေပြည်နယ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးဂျိုးပန်းဆောင်ရွက်သွားကြရန်လိုကြောင်းမှတ်ကြားလိုကြောင်းပြောကြားပြီးအစီအဝေးကိုညနေပိုင်းမှာရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။